်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်ဝန်ကိုမင်းအောင်လိုင်ကလွှဲပြောင်းပေးမည်ဆိုပါလားရုရှားသို့အနုပြုကိုရန်အကြောင်းပြုပြီးသွားခွင့်ရပြတ်သည့်စစ်ကောင်စောင်းမင်းအောင်လိုက်သည်တမရပူတင်နှင့်တွေ့ဆုံခွင့်ရခဲ့သည်ထို့သောတွေ့လျင်တွေ့ချင်းလာမီရွှေကောက်ပွဲကျင်းပပြီးစီးသွားပါကနိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ကိုကတိပြုပြောကြားကြောင်းတွေ့ရသည် စစ်ကောင်ဆောင်သည်ရုရှားသမ္မတကိုတွေ့ပြီးစစ်ကော်မရှင်လုံးမဲ့ရွေးကောက်ပွဲကိုတရားဝင်ဖြစ်ရေးကတိထားတိုင်တဲ့သွားခဲ့သည်သမ္မတပူတင်နှင့်တွေ့ဆုံစဉ်စစ်ကောင်ဆောင်မြောက်လိုက်အဓိကပြောခဲ့သည့်ချက်များကို ကြည့်ပြီးအခါမြန်မာနိုင်ငံ၌ရွတ်လပ်ပြီးတရားမျှတသည့်ပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမကြာမီတွင်ကျင်းပမည်ဖြစ်ကြောင်းကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဖြစ်ကြောင်းရွှေကောက်ပွဲကျင်းပချိန်တွင်လည်းနိုင်ငံတကာလေးလာရွေးဖွဲ့များကိုဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ကိုတွေ့ရသည် ထို့သောသမရဗုဒ္ဓင်နှင့်တွေ့ဆုံစဉ်ပြောခဲ့သည့်အချက်များအနက်အများကစိတ်ဝင်စားသည့်အချက်မှာရွေးကောက်ပွဲကျင်းပပြီးစီးပါကဒီမိုကရေစီစံနှုန်းများနှင့်အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဆိုသည့်အချက်ပင်ဖြစ်သည်ထို့သောသမရဗုဒ္ဓင်နှင့်တွေ့ဆုံစဉ်ပြောခဲ့သည့်အချက်များအနက်အများကစိတ်ဝင်စားသည့်အချက်မှာရွေးကောက်ပွဲကျင်းပပြီးစီးပါကဒီမိုကရေစီစံနှုန်းများနှင့်အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဆိုသည့်အချက်ပင်ဖြစ်သည်မေအောင်လိုက်ပြောသည့်နိုင်ငံတော်တာဝန်လွှဲအပ်သွားမည်ဆိုသည့်စကားအရစဉ်းစားစရာများစွာဖြစ်စေသည် စေကောင်းဆောင်အနေဖြင့်တရင်ရယူထားသည့်တမရနေရကိုရွေးကောက်ပွဲအနိုင်ရပါတီမနိုင်လျက်ပဲစစ်တပ်နှင့်ပေါင်းပြီးအနိုင်ရလာပွဲရှိသည့်ပြည်တော်စုကြန့်ခိုင်ရင်းနှင့်ခွင်ပြိုးရေးပါတီ USTB ကတင်မြောက်သည့်သို့မဟုတ်25ရာခိုင်နှုန်းအလိုလျောက်တိမ့်ပိုက်ထားသောမိုးကြွရွှေကိုစစ်တပ်ကိုယ်စားလှယ်များကတင်မြောက်သောတမရလောင်းကိုလွှဲပြောင်းပေးပါမည်ဆိုသည့်ကိုရှင်းညွှန်းသလားတမရကောက်ွက်ရေးဦးစီးချုပ်နေရကိုသူစိတ်ချရတဲ့ဘိုးချုပ်ကြီးတအူရေပန်းစားသူဘိုးချုပ်ကြီးတော်စွာလင်းထံလွှဲပြောင်းပေးမည်လား ိုဒီမဟုတ်တမရနေရတမရကာကွယ်ရေးဦးစီးချုပ်နေရကိုပါလွှဲပြောင်းပေးပြီးစာဖတ်သူကြီးဦးတန်းရွှေလိုလုံးဝအနာယူသွားမှလားစာသဖြင့်ပုံစံအမျိုးမျိုးတွေးစရာဖြစ်ခဲ့သည်ထို့သောလက်ရှိနိုင်ငံရေးအခင်အကျင်းမှာစာဖတ်သူကြီးကဦးသိန်းစိန်ကိုအာဏာလွှဲစင်ကခဲ့သို့စိတ်ချလက်ချဖွဲသွားနိုင်သည့်အခြေအနေမျိုးမဟုတ်ပဲနိုင်ငံတော်ဝက်ကြော်တွင်တော်လန်ပုံကံမှုများရှိနေသေးသည်လက်တလောအခြေအနေရမင်းအောင်လိုင်းနေဖြင့်ကိုဖဲ့ကိုချိုးနိုင်နေသေးတော်လဲညီသည့်အချိန်နောက်ကျဓာတ်နှင့်ထိုးခတ်ရမည်ကိုအမြဲကြောက်လန့်နေသည် ထို့ကြောင့်စစ်အာဏာသိမ်းကောင်စီကိုဖျက်သိမ်းပြီးနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလုံးကို အာဏာပြန်အပ်တယ်လို့ဘယ်လက်မှညာလက်သို့ပြောပြပေးအပ်မှုမျိုးဖြစ်နိုင်သည်သောမဟုံစစ်ကောင်းစာအနေဖြင့်သမရနှင့်တက်ချုံနေရတို့ကိုနောက်လူများအားလွှဲပေးသည့်တိုင်၎င်းတို့ရဲ့ပေါ်တွင်ဆက်ထိန်ချုံနိုင်သည့်အနေထားကိုလည်းရယူနိုင်သေးသည် ထို့သောစစ်ကောင်ဆောင်မယောင်လိုင်းကနိုင်ငံတော်တာဝန်ဖျက်ဖြောင်းပေးပါမည်ဆိုသည့်စကားနှင့်ဆက်ဆက်ပြီးယခုကာလတွင်သူပြုလုပ်ထားသည့်အပြောင်းလဲများကိုလည်းပြန်လည်လာကြည့်မိသည်။တည်ခဲ့သည့်ဇူလိုင်လ31ရက်နေ့ကစစ်ကော်မရှင်အဖြစ်ပြန်ဖွဲ့ပြီးနောက်စစ်တပ်တွင်စစ်ဗိုလ်ချုပ်ကြီးစေရောင်းနှင့်၅ယောက်မှယူနီဖောင်းချုပ်ခဲ့ရသည်။ပြီးခဲ့သည့်ဇူလိုင်လ31ရက်နေ့ကစစ်ကော်မရှင်အဖြစ်ပြန်ဖွဲ့ပြီးနောက်စစ်တပ်တွင်စစ်ဗိုလ်ချုပ်ကြီးစေရောင်းနှင့်၅ယောက်မှယူနီဖောင်းချုပ်ခဲ့ရသည်။ ရှော့ချခံရသူများတွင်စစ်ကောင်ဆောင်အလုံးတက်ချုပ်ဖြစ်ရန်ရခင်ကရေပန်းစားခဲ့သူဗိုလ်ချုပ်ကြီးများထွန်ဦးစစ်ကောင်စီ အတွင်ရေးမှုဖြစ်ခဲ့သူဗိုလ်ချုပ်ကြီးအောင်လင်းတွင်စစ်ကောင်စီဝင်စစ်ကောင်စီ အကြံပေးဗိုလ်ချုပ်ကြီးညိုစုံဝေကြီးချုပ်ဖြစ်လာ စစ်ကောင်စီဝက်ဒီဗိုလ်ချုပ်ကြီးတရောင်ဆန်းရေကြုံခေါင်းတို့ကိုစစ်ဘက်ဆင့်ရတို့များမှဖယ်ရှားကအစိုးရတာဝန်များဆက်ပေးခဲ့ပြီး USDP ပါတီဗဟုကော်မတီဝင်ဟာဦးအောင်တောင်ဤသားဖြစ်သူစစ်ကောင်စီဝန်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ရေကြုံခေါင်းကိုမူအစိုးရရာတို့မှပါအပိတိုင်ဖယ်ရှားခဲ့သည်။ကျန်နေသည့်ဗိုလ်ချုပ်ကြီး၅ဦးတွင်တချို့အသည့်ဖြစ်လာနိုင်ကြောင်းထိရှိဖိခံရသူဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင်းလိုက်ကိုကေယမူကြီးရည်လင်းနှင့်စစ်ကောင်ဆောင်ဤလူယုံဗိုလ်ချုပ်ကြီးရေဝဲဦးစစ်ဘက်ရေးရလုံးချုပ်ရေးအရာရှိချုပ်တို့ပါဝင်သည်။ ဆက်ပြီးအပြောင်းလဲလုပ်ခဲ့ဒီမှာစစ်ကော်မရှင်ဝန်ကြီးများဖြစ်ကြသည့်ဦးတင်အောင်စံဦးမြထုံးဦးနဲ့စစ်ကော်မရှင်အမှုဆောင်ချုပ်ဦးအောင်လင်းထရီဒိုနဲ့အတူစစ်တပ်မှထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကိုအငိမ့်စားယူစေက USTB တို့တရင်ပို့စေခြင်းဖြစ်သည်ထိုစရဲတွေစစ်တပ်အတွင်မှ USTB တို့ဓာတ်ရိုက်ပြောင်းလာမည်သူများမှကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှဒုဗိုလ်ချုပ်ကြီးကံမြင့်တန်စစ်ရာထုခတ်ချုပ်ဒုဗိုလ်ချုပ်ကြီးလဲအောင်တက်မတော်စစ်စေးရည်နဲ့စရင်စစ်ချုပ်ကြီးရည်လေးဒုဗိုလ်ချုပ်ကြီးစိုးတင်လိုက် စည်ရေးချုပ်ဒူပိုချုပ်ကြီးဖုံမြန်အမတ်၃စစ်စီရေးအထူးအဖွဲ့မှကာဆာထာတုံဒူပိုချုပ်ကြီးတေစာကျော်ကာဆာထာကြောင့်ဒူပိုချုပ်ကြီးတပ်မုံတို့ပါဝင်သည်အများစုသည်စေကောင်းဆောင်မင်းအောင်လိုင်တက်ချုပ်အဖြစ်ဆောင်ရွက်နေစဉ်ကာလအတွင်းတူလာအောက်တွင် ကာလရှိတစ်စာခံခဲ့ကြတဲ့စစ်အရာရှိကြီးများဖြစ်ကြသည်ရှိကူအပြောင်းလဲသည့်စစ်ကောင်းဆောင်ထက်စီမီယာကြသည့်စစ်ဗိုလ်ချုပ်များချဲ့လဲနေကြသည့် USDB အတွင်သို့စစ်ကောင်းဆောင်ကသူ့လူများကိုထဲ့သွင်းကာဖလန်ကိုထိန်ချုပ်ရန်ဆောင်ရွက်သည့်သဘောဟုဆိုသည် တစ်ချက်ကုန်နှစ်ချက်ပြတ်ဆိုသလို USDB ရောရွေးကောက်ပွဲလော်အစိုးရမှပါစေကောင်းဆောင်အလို့ကြအကောင့်ထဲဖော်ပေးမိသူများကိုကြိုတင်နေရယူသိမ်းပိုက်စေခြင်းဟုလည်းဆိုနိုင်သည်တနည်းအားဖြင့်ယခုပြောင်းလဲများသည့်ရွေးကောက်ပွဲအလော်အစိုးရနှင့်စစ်တပ်တွေပွဲထွက်လာနေလို့စရဲ live app ကိုစတင်တည်ထားသည့်သဘောဟုလည်းဆိုနိုင်သည်တချက်ကုတ်နဲ့ချက်ပြတ်ဆိုသလို USDP ရောရွေးကောက်ပွဲလော်အစိုးရမှပါစေကောင်းဆောင်အလို့ကြအကောင့်ထဲပေါ်ပေးပြီသူများကိုကြိုတင်နေရယူသိမ်းပိုက်စေခြင်းဟုလည်းဆိုနိုင်သည် တနည်းအားဖြင့်ယခုပြောင်းလဲမှုများသည့်ရွေးကောက်ပွဲလိုအစိုးရနှင့်စစ်တပ်တွင်ပွဲထွက်လာမည့်လူစည်ရဲ Lime App ကိုစတင်တည်ထားသည့်သဘောဟုလည်းဆိုနိုင်သည်။ထို့သောစီနီယာဘိုလ်ချုပ်များ USTB တို့ကူးပြောင်းသည့်စည်ရဲပေါက်ကြားလာခဲ့ပြီးသည့်နောက်လက်လက်သွားသည့်စစ်ဖက်ရာထူးများကိုအစားထိုးသည့်စည်ရဲထွက်ပေါ်လာခဲ့ပြန်သည်။ ဆရင်အရာစစ်ကောင်းဆောင်အနီးကကိုရန်တော်ဘူချုပ်ဖြစ်သူစစ်ဘက်လက်ထောက်ဘူချုပ်မိုးမြင့်စွင်အလုတ်တင်ပို23တီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်၎င်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခတိုင်းမူဘူချုပ်ကျော်ကိုတိုင်းစတာတာ38တီတမတော်လေးချင်းရေးအရာရှိချုပ်အဖြစ်၎င်းတမတော်လေးချင်းရေးအရာရှိချုပ်တူဘူချုပ်ကြီးထိန်ဝင်းတာစာတာ38တီ စေရဒုခတ်တော်အဖြစ်၎င်းအရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်ရှာလခဘိုးချုပ်မျိုးမင်းထွန်းသည်တမတော်စစ်စေးရေးအရာရှိတော်အဖြစ်၎င်းကာဆာထတင်မူဒူးဘိုချုပ်ကြီးကိုကိုဦးသည်ကာဆာထငါတို့၎င်းကာဆာထငါမူဒူးဘိုချုပ်ကြီးစောမင်းလက်သည်ကာဆာထနှစ်တို့၎င်းကာဆာထချောင်းမူဒူးဘိုချုပ်ကြီးမြင်းလဲအောင်သည်ကာဆာထတိတို့၎င်းခန့်အပ်ခဲ့သည်ထို့တူစေယုံအတွင်ရှိကြီးတာဝယ်ဌာနမှဘုံမူချုပ်တင့်စောခိုင်ကိုစစ်ကောင်းဆောင်ကသူ၏အနီးကပ်စစ်ဖက်လက်တော်အဖြစ်ခန့်အပ်ခဲ့သည် ထို့သို့စစ်တပ်တွင်လူစားထိုးမှုများတွင်လည်းစစ်ကောင်းဆောင်မင်းအောင်လိုက်တိုင်းမှုအဖြစ်တာဝန်ယူစဉ်ကဝကြီးအစ်စ်နှင့်ရှိခဲ့သူအများစုပါဝင်သည်ထို့သို့စစ်ကောင်းဆောင်မင်းအောင်လိုက်အနေဖြင့်နောက်အစိုးရနှင့်စစ်တပ်တွင်သူ့အတွက်စိတ်ချရစေသည့်လူများဖြင့်စုဖွဲ့တည်တည်ကိုတည်တာစွာမြင်တွေ့ရသောကြောင့်နေ့စဉ်တာဝန်ယူအသေးစိတ်လောက်ကနေရာကိုလက်လွဲညီဆိုလျင်လက်လွဲနိုင်လောက်သောအနေထားလည်းဖြစ်သည် ထို့သောဦးတန်းရွှေကဲ့သို့လုံးဝအနာယူသလိုမဟုတ်ပေရခင်သူအနာမယူခင်ဆက်လုတို့ကဆက်လုရန်လန်ကင်းပေးတာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ218အရာနိုင်ငံအုပ်ရှာအဖွဲ့လေဖွဲ့နိုင်သည်ဟုလေလာဆောင်ကြည့်သူအချို့ကတန်တရားရှိကြသည်ထိုပုံမှာပြည်တော်စုလွတ်တော်နေကဤသည့်ပုံကိုမဆိုတာဝန်နှင့်အာဏာပေးရနိုင်သည်ဆိုသည့်အချက်ဖြင့်အကြုံဝင်အောင်ဆောင်ရွက်နိုင်သည် ရခိုင်အစိုးရလက်ထက်တွေဖွဲ့စည်းဖို့အခြေခံဥပဒေပုံမှာ59စာလုံးအရာတမတာမဖြစ်နိုင်သည့်တော်အောင်ဆန်းစုကြည်အတွက်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ယာတုကိုအနုသားဒီမိုကရေစီအဖွဲ့ချုပ် NDE ဥပဒေအကြံပေးရှင်းနေဦးကိုနီကဖန်တီးပေးခဲ့သည်ထိုတိုင်ပင်ခံယာတုသည်စစ်ဗိုလ်ချုပ်များအတွက်စိတ်အနှောက်အယှက်ဖြစ်စရာယာတုဖြစ်ခဲ့သည်2022ခုနှစ်တွင်၌ရုရှားရုပ်သံသတင်းဌာနတစ်ခုနှင့်အင်တာဗျူးတွင် နိုင်ငံတော်တိုင်ပင်ကန်ရှာတူးမျိုးဆိုတာကတော့ခိုဟာကိုဖန်တီးယူတဲ့ဟာမျိုးပေါ့ဥပဒေမှာတော့ပုံမှန်တစ်ခုရှိတယ်အဖွဲ့အစည်းတစ်ခုခုဒါမှမဟုတ်လူပုဂ္ဂိုလ်တယောက်ကိုထောက်ဝင်ပေးနိုင်တဲ့ဆိုလဲပုံမှန်တစ်ခုရှိတယ်အဲ့ဒီပုံမှန်အရသူတို့ပေးတာသို့တော်လဲလုံလို့ရတဲ့လုံပိုင်ခွင့်တွေရှိတယ်ဟုစေကောင်းဆောင်မင်းအောင်လိုင်ကိုယ်တိုင်ဖြေကြားခဲ့မှုသည်ထို့သို့ဖြေဆိုထားမှုသည်စေကောင်းဆောင်သည်ယခုအခါခိုဟာကိုဖန်တီးယူတယ်ဟုသူပြောဆိုထားခဲ့သည့်အတိုင်းပဲကန်ရှာတူးတို့ရှာတူးတစ်ခုကိုမလွဲမသွေဖော်ဆောင်ရယူတော်မူလား ကလင်းညာအောင်ဆရာဝန်ကြီးလုံမလားစစ်ဘိုလ်ကြီးလုံမလားဟုမေးတယ်လို့စစ်ကောင်းဆောင်ကိုတမရာကြီးလုံမလားတချုပ်ကြီးလုံမလားဟုမေးလျင်ဆက်လုံမီဟုဖြေလျင်အထူးသဖြင့်စစ်ပွဲကြောင့်သူ့အကျိုးစီးပွားများ၏လုံခြုံရေးစိုးရိမ်နေသောဆွေမျိုးပေါက်ပေါ်တရုတ်ကစိတ်ကွက်သွားနိုင်သည်တရုတ်မုံမြန်မာစစ်ကောင်းဆောင်ကနိုင်ငံတော်တာဝန်များကိုဝယ်ပြောင်းပေးအပ်သွားပါမည်ဟု သမရဘူတင်ကိုအရေးအိုးတိုက်ဂတိပြုခဲ့သည့်သဘောရှိပြီးဂတိပြုထားသည့်အတိုင်းလွှဲပြောင်းရသည့်အခါတွင်လည်းအတင်းရယူထားသည့်နိုင်ငံတော်တိုက်ပိုင်းရုံးများကိုဆွတ်နှုတ်ကအပြေးထွက်သွားသည့်ပုံစံတော့မဖြစ်နိုင်ပေထို့ကြောင့်စစ်ကောင်းဆောင်အနေဖြင့်ရခိုင်ဆောင်သားတွင်တုံးသက်သလိုရွေးကောက်ပွဲအလွန်တွင်သမရရာတို့မဟုတ်ပါကအတိုင်ပင်ကံပုတ်ကိုကဲသို့ရာတို့မျိုးကိုတီထွင်ပြီးအာနာကိုဆက်လက်ထိန်းချုပ်သွားနိုင်ပါသည့်ကြောင့်တုံးသက်ရသည်